DVU လေးကတော့16ရက်နေ့ကနေ25ရက်နေ့အတွင်းမှာတွေ့ခဲ့တယ်ဆိုရင် Univert ကနေပြီးတော့သင်ကိုလမ်းပြပေးခြင်းနဲ့ message လေးပဲဖြစ်ပါတယ်နော်ပထမဆုံး get rid of for john အဲ့တော့ဒီ get ကလေးအရာဆိုလို့ရှိရင်တဲ့အာ တင်ကလုံးလုံးစင်အချိန်ဒီမှာဆိုရင်အထီးကိုက်မခန်းအတင်းဆောင်မခန်းနဲ့ကာလာတွေကိုရောက်နေတယ်ပေါ့နော်။တင်ဘက်ကနေပြီးတော့တခုခုလွဲမှားသွားတာနဲ့တင်ဘက်ကတခုခုလွဲချော့သွားတာနဲ့တင့်ညီရကိုဝင်ယူမဲ့သူတဲ့ရဲ့အခွင့်အရေးတွေကိုဝင်ယူမဲ့သူတွေကအစင်သင့်စောင့်နေကြပါတယ်တဲ့။အဲ့တော့တင်းစီမှာအဲနောက်ထပ်ပေါ့နော်တင်းလိုချင်နေတဲ့အခွင့်အရေးတွေတည်င်းစကားတွေကြားလာကြားရလာဖို့လည်းရှိတယ်။ နောက်ထပ်တင့်မှာအခွင့်အရေးတွေရွေးချယ်စရာအများကြီးရလာဖို့ရှိရပေါ့နော်အဲ့ဒါတွေကိုအဲ့အခွင့်အရေးတွေကိုမှန်မှန်ကန်ကန်ရွေးချယ်တတ်ဖို့အတွက်လိုအပ်နေတဲ့စွာလေးကို ပြောပြပေးထားတာပါအဲ့တော့တင့်စီကိုရောက်လာတဲ့အခွင့်အရေးတွေအများကြီးရှိရအဲ့အခွင့်အရေးကိုလက်လွတ်မဆုံးရှုံးဖို့အတွက်ကိုတင့်မှာတင်စင်ကျင်ရမှာကတခုပဲရှိရတဲ့အာတင့်ရဲ့သွတ်ထိုးဆန်တဲ့ အပြုအမူတွေတင်စိတ်ထင်အားလောက်တက်တဲ့အကျင့်တွေကိုတင်ပတ်ကနေပြီးတော့ပြင်ဆင်ဖို့လိုအပ်တယ်။အဲ့လိုမှမဟုတ်ပဲရလာတဲ့အခွင့်အရေးတွေကိုတင်ရမှယူရဆန်စွာတင်ရစိတ်တစထိုးဆန်မှုတွေနဲ့ရွေးချယ်လိုက်မယ်ဆိုရင်တင်ရအဲ့ရတဲ့အခွင့်အရေးအားလုံးကိုဆုံးရှုံးရလိမ့်မယ်။အာအဲ့တင်းအခွင့်အရေးအလုံးကိုတင်းကိုတင်းနေရာမှာဝင်ယူခြင်းနေတဲ့သူတွေကရွာလိုက်မယ်တင်းကအဲ့လူတွေရဲ့လှောင်ပြောင်ခြင်းတွေကိုခံရနိုင်တယ် အဲ့အတွက်ကြောင့်မလို့တင့်ရဲ့မယူရဲ့ဆံမှုတဆူထိုးလုံးမှုတွေကိုဆင်ကျင်ဖို့လိုအပ်တဲ့အခွင့်အရေးတွေကိုအကုန်ရရှိဖို့အတွက်ဆိုရင်သင်ပကဒါလေးကိုပဲဆင်ကျင်ရမယ်။ဘာလို့မှမဟုတ်ရင်တင့်ကိုပေးလာမယ့်အခွင့်အရေးအားလုံးကိုဆုံးရှုံးသွားနိုင်တယ်ဆိုတာကို Universe ကနေပြီးတော့လမ်းပြပေးထားတာပဲဖြစ်ပါတယ်။ ဒီဗီဒီယိုကိုလေဘလို့တွေတွေ့အဓိကတွေ့နိုင်လဲဆိုရင်တော့အာအလုံးအကိုင်းဟိုအလုံးယာဒူးတိုးဖို့ပေါ့နော်စောင့်နေတဲ့သူတွေယာဒူးတိုးဖို့အပြိုင်ဆိုင်ဖြစ်နေတဲ့သူတွေကအဓိကဒီဗီဒီယိုကိုမြင်နိုင်လိမ့်မယ်ပေါ့နော်အဲ့လိုလူတွေကိုအဓိက message ပေးချင်တာလေပေါ့ဘာလို့လဲဆိုတော့ ကိုနဲ့သူနဲ့အပြိုင်ဖြစ်နေတယ်အဲ့တော့ဘသူကိုပေးရမလဲဆိုတာမျိုးဘသူကရာထူးတိုးဝမလဲဆိုတဲ့ဟာမျိုးမှာအဲ့လိုအခြေအနေမျိုးမှာရှိနေအချိန်မှာကိုယ့်ဘက်ကနေပြီးတော့အာစိတ်ထင်ရလေးလုပ်လိုက်မယ်နည်းနည်းဒေါသကြီးလိုက်မယ်ဆိုလို့ရှိရင်ကိုယ့်ကြီးကိုရောက်လာနိုင်မယ်အခွင့်အရေးတွေဆုံးရှုံးသွားနိုင်တယ်ပေါ့နော်အဲ့တော့ကြောင့်မို့လို့အာ ကိုနဲ့အပြိုင်ဖြစ်နေတဲ့သူတွေရှိနေတဲ့အတွက်ကြောင့်မို့လို့ဒီကလာလေးမှာကိုယ်စိတ်လေးကိုထိမ့်ပြီးဖို့အတွက်အဓိကလိုအပ်တဲ့ပေါ့နော်အဲ့လိုပဲအခြေရင်းမှာအပြိုင်ဖြစ်နေတဲ့သူအကိုကောင်မလေးကိုအပြိုင်လိုက်နေတယ်ဆိုလို့ရှိရင်လည်းဒီလိုပဲပေါ့နော်ကိုကဟိုကောင်မလေးအကြိုက်ကလေးလုပ်ပေးပါကိုကသွားပြီးတော့တဆူထိုးဆန်ပြီးတော့အဖြေတောင်းတာရေးဘာမှမလုပ်ပဲနဲ့အဖြစ်ဖြစ်ချင်းသွားပေါ့နော်ကောင်မလေးစိတ်ကိုပဲအလိုလေးစောင့်ပြီးတော့စိတ်ရှည်တိခံမှုအဓိကလိုအပ်တာပေါ့မဟုတ်လို့ရှိရင်ကိုအစားအချားသူကရသွားနိုင်မယ်ပေါ့နော်အဲ့တော့ ကိုကဒီစီးပွားရေးပဲလုပ်လို့ဒီကုမ္ပဏီဝင်နေမှာတော့အချိန်ယူမှာပဲဖြစ်ဖြစ်ကို့ဘေးနားမှာအပြိုင်ရှိနေတဲ့သူတွေအဓိကအဖြစ်ကိုကတယောက်တည်းလုပ်နေရတာမဟုတ်ပေနဲ့ဘေးကအပြိုင်နေနဲ့လုပ်နေရတဲ့သူတွေကဒီ message တွေကိုအဓိကအဖြစ်ညင်ရပါလိမ့်မယ်အဲ့လိုလူတွေအတွက်ဆက်စပ်ပြောခဲ့တဲ့တဲ့င်းစကားလေးတစ်ခုပဲရှိပါတယ်စိတ်ထင်ရလေးလောက်တတ်တဲ့အချင်းလေးကိုပဲတတိထားပြီးတော့စင်ကြည့်ပေးပါနော်